ဘန်ကောက်ကနေကမ်းခြေတွေကိုရထားနဲ့အလဲသွားကျင်တဲ့သူတွေအတွက်ထိုင်းနိုင်ငံအရှေ့ပိုင်းကနမေကျော်ဗတ္တရားကမ်းခြေပါဝင်ကမ်းခြေသုံးခုကိုရောက်တဲ့ရထားတစီအကြောင်းကိုပြောပြပေးကြပါရစေ။ဒီရထားကတော့ဘန်ကောက်ဝါလံဖုံးပူရာကနေမနက်6:55မိနစ်မှာထွက်တဲ့ train number 283ဆိုတဲ့ရထားပါ။ရထားကနေတိုင်းထွက်တယ်လို့ဈေးနှုန်းကလည်းတက်တာပါပဲ။ဒီရထားစီးပြီးတော့ဘယ်ကမ်းခြေတွေကိုသွားလို့ရမလဲဆိုရင်ဘန်ကောက်နဲ့အနီးဆုံးကမ်းခြေဖြစ်တဲ့ဘန်ဆန်ကမ်းခြေ ထိုင်းနိုင်ငံရဲ့နမေကျော်ပတရားကန်းကြီးနဲ့နမ်ရန်ကန်းကြီးတို့ကိုတွားလို့ရပါတယ်။အခုယထာစီပြီးတွားမယ်ဆိုရင်ယထာဘူရာကထွက်လိုက်တာနဲ့ကန်းကြီးတွေကိုတိုက်ရိုက်တော့မရောက်နိုင်ပါဘူး။ယထာဘူရာအရှိကနေလိုင်းကားလေးတွေတဆင့်ထက်စီးပြီးတော့ကန်းကြီးနေရာတွေကိုဆက်သွားရပါမယ်။ ဗန်ဆန်ကန်းကြီးကိုသွားကျင်တဲ့သူတွေကချွန်ဘူရီဘူရာမှာဆင်းရမှာဖြစ်ပြီးတော့ပတရားကန်းကြီးကိုသွားကျင်တဲ့သူတွေက ပတရားဘူရာမှာဆင်းရမှာပါယထာလိုင်းရဲ့အဆုံးသက်ဘူရာဖြစ်တဲ့ကျွတ်စမတ်ဘူရာအစီလိုက်စီးသွားရင်တော့နမ်ရန်ကန်းကြီးကိုသွားလို့ရပါတယ် ယထာလက်မှတ်ခါကအရန်ကိုတက်တာပါတယ်ယထာကကဘူဓာအလိုက်ဈေးမတူပါဘူးခီးစဉ်အစုံဖြစ်တဲ့ကျွတ်စမတ်အထိလိုက်စည်းသွားရင်တော့မှဘတ်40ပဲပေးရမှာဖြစ်ပါတယ်ဒီယထာက နေတိုင်းထွက်ပေမဲ့တနေ့ကိုတစည်းပဲရှိပါတယ်ယထာစထွက်တဲ့နေရာကတော့ဘန်ကောက်ဟွာလန်ဘုံဘူဓာကြီးပဲဖြစ်ပါတယ်ဗျာ